မင်္ဂလာပါရှင်ဒီကနေ့ရဲ့နောက်ဆုံးရထိတ်တန်းသတင်းလေးကိုတင်ဆက်ပေးပါတော့မယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ခအံရောက်အကြမ်းဖက်မြောက်လိုင်းသတင်းပေါက်ကြားမှုနဲ့လုံခြုံရေးအခြေအနေကြောင့် SEC တချို့ဖြတ်သိမ်းပြီးညမအိတ်ဖိန်မော်လမြိုင်တို့ရဟတ်ရင်ဖြင့်ထွက်ခွာညအိတ်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်ကရင်ပြည်နယ်ဖအံမျိုးတွင်ရောက်ရှိနေသည့်အကြံဖက်မြောက်လိုင်းမှာခရီးစဉ်သတင်းပေါက်ကြားမှုနှင့်လုံခြုံရေးစိုးရိမ်ရသည့်အခြေအနေများကြောင့်ဖအံတွင်ညမအိတ်တော်ပင်မော်လမြိုင်သို့ရဟတ်ရင်ဖြင့်ထွက်ခွာပြီးအရှေ့တောင်တိုင်းစစ်ဌာနချုပ်တွင် ညအိတ်ခဲကြောင်စစ်တပ်သတင်းရင်းမြစ်အချို့ထံမှသိရပါတယ်။ရှမန်နီနိုဝင်ဘာလ15ရက်နေ့ဖန်အန်မျိုးတို့ရောက်ရှိခဲ့သောအကြံဖတ်မေယောင်းလိုင်းမှာဖန်အန်တွင်ဌာနဆိုင်ရာတွေ့ဆုံဖွဲ့နှင့်လှုပ်ဆောင်ခဲ့ပြီးလူငယ်စင်တာနှင့်ဇွဲကပင်မိုးလုံလေးလုံးအားကစားခွင့်တည်ဆောက်မှုကိုသွားရောက်စစ်ဆေးခဲ့ကြောင်းမူလအစီအစဉ်ဖြစ်သည့်ဖန်အန်တပ်နယ်တွေ့ဆုံဖွဲ့နှင့်တောင်ကလေးစစ်ဆေးရုံတို့သွားရောက်မည့်အစီအစဉ်ကိုဖျက်သိမ်းခဲ့ကြောင်းရှင်းအောင်ဖအန်တွင်ညမအိတ်တော်ပဲရဟန်ရင်ဖြစ်မော်လမြိုင်တို့ထွက်ခွာကအရှိတောင်တိုင်းစစ်ဌာနချုပ်တွင်ညအိတ်ခဲ့ကြောင်းသိရပါသည် ဟန်အမတက်နယ်တွေတွေ့ဆုံပွဲနဲ့စစ်စေးယုံကိုသွားမဲ့အစီအစဉ်တွေမလုပ်တော့ဘဲလုံခြုံရေးအခြေအနေကြောင့်ဖျက်သိမ်းတာရှိတယ်။ဖန်တက်နယ်တွေ့ဆုံပွဲနဲ့တောင်ကလေးစစ်စေးယုံသွားပြီးဒဏ်ရာရတက်မတော်သားတွေကိုတွေ့မဲ့အစီအစဉ်ကိုဖျက်လိုက်တယ်။ခရီးစဉ်သတင်းကြိုတင်ပေါက်ကြားလို့ဟုစစ်တပ်သတင်းရင်းမြစ်ကပြောဆိုပါတယ်။ဂျမနီညနေ9:00နာရီအချိန်မြောက်လိုက်မှဖန်အမမော်လမြိုင်တို့ရဟတ်ရင်ဖြင့်မော်လမြိုင်လေးစိတ်တို့ရောက်ရှိလာကြောင်းရင်းနှောင်းမော်လမြိုင်ကန္နာလန်ညာစေးတို့သွားရောက်ခဲ့ပြီးစိုက်တလန်ဖျားဖူးခဲ့ကြောင်းယနေ့နဲ့နောက်ပိုင်းမော်လမြိုင်ရှိ ပြည်내ခမ်းမတွင်အကြမ်းဖက်မရောက်လိုက်ကဌာနဆိုင်ရာတွစ်ဆုံခွဲနှင့်အရှိတောင်တိုင်းစစ်ဌာနချုပ်တက်နေတွစ်ဆုံခွဲပြုလုပ်မည်ဖြစ်ကြောင်းသိရပါသည်။ဆက်လက်ပြီးထင်းတိုင်းမပေါက်ဖြစ်လာသောစစ်အုပ်စုဤတံပြန်ထိုးစေနေပြည်တော်ဥတ္တရတီတီမြို့နယ်နှင့်တက္ကသိုလ်မြို့အကြားစစ်တပ်စခန်းကို PLA ကဖွင့်ရောက်စီးနှင်ပြီးနေပြည်တော်ဝင်းကျင်အထိ PLA ကရောက်ရှိနေရယူထားသည်ဟုပြည်သူ့လူမျိုးရေးတမတော် PLA အထွေထွေအတွင်းရေးမှူးရဲဘော်နီနီကျော်ကအတည်ပြုလာခဲ့ပါသည်။စေအုပ်စုတက်များအဖို့ရှေးတန်းဆို၍ ဝေးဝေးလန့်လန့်သွားစရာမလိုတော့လက်တကန်းအကွာတို့ရောက်ရှိလာပြီဖြစ်ပါတယ်။ရခိုအခါ KNU နဲ့ပူးပေါင်းတပ်ဖွဲ့များသည့်တနင်္သာရီတိုင်းအတွင်းရှိနေကြားမြို့ဖြစ်သောမောတောင်ကို၄ရက်ကြာထိုးစစ်ဆင်ပြီးသိမ်းယူနိုင်ခဲ့သဖြင့်စစ်တုံးပန်းအမြောက်များနှင့်လက်နက်ခရမ်းများကိုတောင်ပုံရပုံရရှိသွားခဲ့ပါတယ်။ထိုတိုက်ပွဲတွင်ယာယီတရင်မှုနှင့်အုတ်ချုပ်ရေးဖွင့်တမ်းများစုစုပေါင်း60ခန့်ထိုင်းဘက်သို့ခိုလုံယုံထွက်ပြေးသွားခဲ့ပါသည် မောတောင်တီရခိုင်မြိတ်ခရိုင် KNU ဌာနချုပ်အဖြစ်တရှိကရမှ1990တွင်လက်လွတ်ခဲ့ရခြင်းဖြစ်သည်ဟုသိရပါသည်။နေဆက်ကုံသွဲရေးအထွတ်တာမကမဟာဗျူဟာအရာအရေးပါသောမျိုးလေးဖြစ်ပါသည်။နိုင်ငံအလေးပိုင်းတွင်လည်းကံဘလူနှင့်ခင်ဦးအကြာစစ်ကြောင်းထိုးဝင်ရောက်လာသောအင်အားတရာခန့်ရှိစေုပ်စုတပ်များကိုပြည်သူ့ကာကွယ်ရေးတပ်များကကြားဖြတ်တိုက်ခိုက်ရန်စစ်ကြောင်းမှုအပအဝင်90ခန့်ထိဆုံးပြီးဖယိုဖယဲနှင့်တပ်ပြက်ဆုတ်ခွာသွားကြရပြန်သည်။ အဆိုပါသတင်းများသည့်စစ်အုပ်စုများအသာရသွားနိုင်သလိုဟုယူဆနေကြသည့်ပြည်သူများအတွက်အားတက်ဖွယ်သတင်းများဖြစ်လာရသည်စေအိုစုသည်တရုတ်ဤကျေးဇူးဖြင့်ရှမ်းမြောက်ဒေသတွင်အသက်ရှူချောင်းသွားပြီးရခိုင်နှင့်နိုင်ငံအလယ်ပိုင်းတွင်တံပြန်ထိုးစစ်ဆင်ရန်တံများကိုထုံနှုတ်အုံပြုခွင့်ရရှိသွားတော်လဲယခုထိ၎င်းတို့၏ထိုးစစ်သည်မိတို့များထိရောက်မှုမရှိပဲအချို့နေရာများတွင်ရိုက်ချိုးခံရသည့်အသည့်ဖြစ်လာနေသည်ကိုတွေ့ရသည်ဟုမြန်မာနောင်ကသုံးသပ်ထားပါသည် မိုးကုတ်ကိုဝိုင်းပတ်ထားသည့်မရရတပိတ်ချင်းနှင့်စင်ကူးမျိုးနယ်များကိုအ धिक ဦးတည်လာနေသည်ရခိုအကောင်မရရမျိုးနယ်တဝက်ကြော်ကြော်ကိုစေအုပ်စုကထိန်းချုပ်နိုင်ခဲ့သည်၎င်းတို့ရှေတိုးမလာနိုင်ရန်ပြည်သူကောက်ဝေးတက်များကအစွမ်းကုန်ခုကလည်းရရှိနေသည်ရွှေကောက်ဝဲမတိုင်မီမန္တလေးတိုင်းအတွင်ရှိအနည်းဆုံးမျိုးစိန်မျိုးကိုပြန်လည်ထိန်းချုပ်နိုင်ရန်လေချောင်းပစ်ကူဖြင့်ကြိုးပမ်းလာခြင်းဖြစ်သည်စီအိုစုသည်ချင်းပြည်နယ်တွင်လေဟာခါနှင့်တိတိမျိုးများသာထိန်းချုပ်ထားနိုင်သည့်အတွက်ရက်ကူအခါထန်တလန်တွန်းဆန်း လန်တို့ကိုထိုးစစ်ဆင်ရန်ပြင်ဆင်နေသည်။ကရင်ပြည်တွင်လည်းမိုးပြေဖဲ့ကုံတဝက်တံပြန်ထိုးစစ်ညာဆင်နွယ်လျက်ရှိသည်။အကယ်၍မျိုးရွာများကိုပြန်သိမ်းနိုင်သည့်ဆိုစေအောင်မဲပေးမည်လူထုကထွက်ပြေးတင်းရှောင်နေကြရ၍ရှာမရဖြစ်နေသည့်ပြဿနာနှင့်ရင်ဆိုင်လာရသည်။ရခိုင်ပြည်နယ်ရှိမြို့ပေါင်း14မြို့ကိုသိမ်းယူထားပြီးဖြစ်သောအာရကတပ်ဖွဲ့များသည်အရာဝတီမကွေဘကိုးနယ်စပ်များတွင်စိုက်ပျိုးအပြင်းထန်ထိုးစစ်ဆင်ရရရှိသည်အတင်းအာရမစစ်ထဲသွင်းခံရသူများလည်းအခွင့်ရသည့်နှင့်ထွက်ပြေးနေကြသည် ထို့အတွက်ကြောင့်လည်းလေကြောင်းမှမြေမြပင်စစ်ကူပေးနေတော့လေမြေပြင်တပ်များကရှေ့မတိုးနိုင်ဖြစ်နေပြီးထင်းတိုင်းမပေါက်ဖြစ်နေသည်စေအိုစုစည်ရေးချဲ့တွင်လာမှုသည်ဒေါ်လာရေးတက်များ၏ထိန်းချုပ်နယ်မြေအနီးအထားပြမြေပုံကိုယခုထိတိတိတသာပြောင်းလဲနိုင်ခြင်းမရှိပဲတည်ယူနိုင်ခဲ့သောမြို့များတွင်လည်းတက်များအခြေဆက်ရစခန်းအပြင်ကိုတိတ်ပြီးထွက်နိုင်ခြင်းမျိုးမရှိဟုနိုင်ငံအနှံ့ရှိတော်လရင်တက်များကတညီတညွတ်ထဲမှတ်ချက်ချခဲ့ကြသည် ၎င်းတို့နေရာအနှံ့ဖြန့်ချဲ၍စစ်ကြောင်းထိုးလာခြင်းသည်တော်လန်ရေးတပ်များအားမိသွမျှတက်ရောက်မှုမရှိပေအယက်သားများသာဒုက္ခပင်လယ်ဝေပြီးအသက်အန္တရာယ်ထိခိုက်နေကြရသည်ဟုမြန်မာနောင်ကဆိုပါတယ်စစ်ပွဲများသည်နေမြေသိမ်းပိုက်နိုင်ဖို့ထက်ဇွဲမှန်နှင့်ခန္ဓာရည်ကိုစမ်းသပ်ရှင်ပြန်ရမည်အဆင့်ကူးပြောင်းလာနေသည်ထိုးပွဲတွင်တော့စစ်အုပ်စုသည် ရေရှည်တွင်ပြည်သူ့ဘက်တော်သားများကိုမိသွမျှရှင်နိုင်မည်မဟုတ်မေအောင်လိုက်သည်ယခုအခါဖအံမျိုးတို့ရောက်ရှိလာရန်စောချစ်သူနှင့်လှုပ်ဝက်တွေ့ဆုံပြီး ၎င်းတို့ထံလာရောက်ခိုလုံဖို့နားချရမည်ဟုယူဆရသည်အကယ်၍အမေရိကန်ဤဖာမာတင်မှဖန်စီရမိသွားပါကဂျာဖြန်နှင့်စစ်အုပ်စုတို့မြင်းများအတိုင်းအတာထိပတ်သက်နေမည်ဆိုသည်ကဘူးပေါ်သလိုပေါ်သွားနိုင်ပြီးဗနီဇွဲလားတမရကဲ့သို့ပင်ထရမ့်မှစူကြီးများထုတ်လာသည့်အထိကြော်မကောင်ကြာမကောင်ဖြစ်ချေတော်မည်အမေရိကန်ခရိုင်တရားသူကြီးမိုက်ကယ်ဟာဘီကလည်းဖျားသုံးစုနေမည်အတွင်ရှိစတားလင့်ဂျိုရူးနှင့်ဆက်သွယ်ရဗဟိုချက်ကိုဟုအားဒိန်စီယန်ဝရန်ထုတ်ပြန်ပြီးခဲ့သည် ုလသမဂ္ဂဆိုင်ရာမြန်မာအမြင်တမ်းကိုယ်စားလှယ်တန်မတ်ကြီးဦးကျော်မိုးထွန်းမှလည်းမင်းအောင်လိုင်ကိုဖမ်းဝရမ်းအမြန်ထုတ်ပေးရန် ICCR တောင်းဆိုကြောင်းနိုဝင်ဘာ17ရက်ကုလထွေထွေညီလာခံတွင်ပြောဆိုသွားခဲ့သည်ပြည်သူတို့ဤတရားတော်စစ်မုတ်ချအောင်ရမည်ဆက်လက်ပြီးစစ်ကြောင်းပြတ်တဲ့အထိတိုက်ခိုက်ခံရတဲ့တပ်မ33လက်အောက်ခံတပ်တွေနဲ့ဝါသဝပြူစောတိစစ်ကြောင်းပြန်ထွက်လာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်စကိုင်းတိုင်းမှာစစ်ကြောင်းပြတ်တဲ့အထိတိုက်ခိုက်ခံရတဲ့စစ်ကောင်စီရဲ့တပ်မ33လက်အောက်ခံတပ်တွေနဲ့ ်တင်ကန်ဝက်ဝါသဘွားလက်အောက်ခံပြူစောတိ300ဝင်းကျင်ပါတဲ့စစ်ကြောင်းဟာကမ်ပလူနဲ့ခင်ဦးမျိုးနဲ့အဆက်ကိုဒီကနေ့နိုဝင်ဘာ15ရက်မှာစစ်ကြောင်းထုတ်ဖို့ရောက်လာတယ်လို့ခင်ဦးမျိုးနဲ့တရင်ဖန်ပြန်ကြားရေးအဖွဲ့တာဝန်ရှိသူကပြောပါတယ်။လက်ရှိမှာခင်ဦးမျိုးနဲ့အဆက်ကကမ်ပလူမျိုးနဲ့အိုင်ပေါင်းချောင်ကြီးရွာကိုရောက်ရှိနေပြီးညာအိတ်တက်ဆွဲနေတာကြောင့်အိုင်ပေါင်းချောင်ရွာအပါဝင်အနီးအနားကကြီးရွာခွနရွာထပ်မနေထွက်ပြေးတိမ်းရှောင်နေရတယ်လို့ဆိုပါတယ်။ခင်ဦးမျိုးနဲ့အနောက်ချမ်းမူးမြစ်အရှေ့ဘက် တတပန်းတောင်ကားစိတ်ရွာတက်ဆွဲခဲ့တဲ့ရေဦးမျိုးပေါ်ကစိတ်ကောင်းစီတက်စစ်ချောင်းကလည်းမျိုးပေါ်ပြန်လည်ဆုတ်ခွာသွားပေမယ့်မူးမြေအကူလေကတော့စိတ်အနီမှာခင်းမုံတွေပို့ချထားတယ်လို့အတည်ပြုထားပါတယ်။ခုနေ့ကတိုက်ပွဲအရှိရင်ဒီနေ့ကြောကနေရွှေဘုံမြစ်ကြီးနားလမ်းပိုက်အကုန်ထိန်းချုပ်ချင်တာကြောင့်လို့အထက်ပါတာဝန်ရှိသူကစိတ်ကောင်းစီရဲ့ထိုးစစ်ဆင်လာမှုကိုရှင်းပြပါတယ်။ ကြာပြင်ဒီကနေ့ညနေပိုင်းမှာမုံရွာမြို့အနောက်မြောက်တိုင်းစစ်ဌာနချုပ်နာမခါနေမိထီလာရှန်တဲလီတက်ကနေရေဦးမြို့ပေါ်နဲ့ခင်ဦးမြို့အနောက်ဖက်ခြမ်းကစစ်ကောင်စီတပ်စခန်းချထားတဲ့ပြင်ထောင်ရွာကိုလက်နက်ပစ္စည်းတွေလေကြောင်းခါနေပို့ဆောင်ပေးခဲ့လို့သိရပါတယ်။လက်တလောစစ်ရေးအခြေအနေတွေကြောင့်မြင်းတောင်တာဝစ်တီမုံလှကာဘိုအနီးနားရှိဂျေးရွာတွေကဒေသခံအချို့ဟာဂျေးရွာတွေအတွင်မနေရဲကြသလိုအိုင်ပေါင်းချောင်ရွာအပါဝင်ဂျေးရွာဆယ်ရွာကျော်ကဒေသခံတွေဟာတိမ်းရှောင်နေရတယ်လို့ဒေသခံစစ်ရှောင်ကူညီနေသူတအုပ်ကဆိုပါတယ် ဆောင်းအခုမှစစ်ရှောင်ရတာဖြစ်တယ်လို့၁၀ရက်နေ့ကနေ၁၅ရက်ထိ၅ရက်ဆက်တင်းရှောင်နေရတာပါအဲ့ဒီအတွက်စားစရာနေစရာအခက်အခဲနဲ့အဝိထင်းနဲ့ကျန်းမာရေးစည်းဝါးတွေလည်းလိုအပ်နေပါတယ်လို့၎င်းကပြောပါတယ်ခင်ဦးမျိုးနဲ့အနောက်မြောက်ချမ်းခင်ဦးကံဘလူရေဦးအဆက်နဲ့ကံဘလူအနောက်တောင်ကျမ်းမာရှိတဲ့ခြေပါတွေကိုစေကောင်စီတပ်ကနိုဝင်ဘာ၁၀ရက်ကနေဒီကနေ့အထိလေကြောင်းတိုက်ခိုက်မှု၁၅ကြိမ်ထက်မနည်းလှုပ်ထားတယ်လို့ခင်ဦးမျိုးနဲ့သတင်းမှန်ပြန်ကြားရေးအဖွဲ့ကထုတ်ပြန်ထားပါတယ်ဒါကြောင့်ခင်ဦးနောက်ချမ်းခင်ဦးရေဦးကံဘလူအဆက်ကံဘလူခင်ဦးအဆက် ကျေးရွာတွေကဒေသခံတွေအနေနဲ့ဝေဟင်းမြေပြင်အထူးခရုစိုက်ကြဖို့တိုက်တွန်းထားပါတယ်။နိုဝင်ဘာ12ရက်ကကမ်ဘလူနဲ့ခင်ဦးမြို့နယ်အဆက်ကရင်းတိုက်ကျေးရွာအနီးမှာတပ်မ33နဲ့ပြည်သူစစ်100ကျော်ပါတဲ့စစ်ကြောင်းတိုက်ခိုက်ခံရပြီးစစ်ကြောင်းပြည်လူနေပါဖြစ်ခဲ့ပါတယ်။စစ်ကောင်စီကတော်လန်ရေးအင်အားကောင်းတဲ့ကမ်ဘလူခင်ဦးရေဦးတန့်ဆိုင်မြို့နယ်အဆက်နေရာတွေကိုထိန်းချုပ်ဖို့ကြိုးပမ်းနေတာလို့ဒေသရင်းစစ်ရေးတရင်ချင်းမြေအချို့ကသုံးသပ်ထားပါတယ်။ကျမတဲ့တဲ့ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်အားလုံးပဲရှင်လန်ချမ်းမြေကြပါစေရှင်